နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်တောင်ပိုင်းဖဲခုံမြို့နယ်မိုးပြဲမြို့တွင်မှာရှိတဲ့စစ်ရေးပြတ်မှတ်မဟုတ်တဲ့ပြည်သူများရဲ့နေအိမ်များကိုစစ်တပ်ကလက်နက်ကြီးများဒရုန်းများနဲ့ပုံကျဲတိုက်ခတ်ရာ ပြည်သူပိုင်းနေအိမ်15လုံးထက်မနေမိလောင်ပြက်စီးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်လာ၁ရက်နေ့ကနေ15ရက်နေ့အထိစစ်ကောင်စီတပ်ကမိုးပြဲမြို့တွင်မှရှိတဲ့စစ်ရေးပြင်မှန်မဟုတ်တဲ့ပြည်သူပိုင်းနေအိမ်အဆောက်အဦများကိုလက်နက်ကြီးများဒရုန်းများနဲ့ပစ်ခတ်တိုက်ခိုက်မှုများကြောင်းပြည်သူပိုင်းနေအိမ်15လုံးနဲ့အထက်မိလောင်ပြက်စီးခဲ့ရတယ်လို့သိရပါတယ်။မိုးပြဲနဲ့အနီးတစ်ဝိုက်ကပြည်သူတွေကလည်းအကုန်လုံးကိုစစ်ဘေးရှောင်သွားကြပြီ။ဒါပေမဲ့စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေဒရုန်းနဲ့တိုက်ခိုက်မှုတွေရှိနိုင်တဲ့အတွက်ပြည်သူတွေအနေနဲ့လုံခြုံရေးသတိရှိရှိနဲ့နေထိုင်ပေးကြဖို့ကိုတိုက်တွန်းချင်ပါတယ်။ ယ်လို့ KNDF ဗဟိုသတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူကပြောပြထားပါရယ်စစ်ကောင်စီဟာနှစ်ဖက်စစ်ဆိုင်ထားတဲ့တိုက်ပွဲ area မဟုတ်တဲ့မိုးပြင်းမြို့တွင်းမှာရှိတဲ့ရက်ကွက်များတဲ့ကိုနေတိုင်းလိုလို drone များနဲ့ဘုံကျဲခြင်းလက်နက်ကြီးများနဲ့ပစ်ခတ်ခြင်းများကိုပြုလုပ်ကာပြည်သူများရဲ့အိုးအိမ်များကိုရည်ရွယ်ချက်ရှိရှိနဲ့တိုက်ခိုက်နေပြီးတော့စစ်ရာဇဝဲမှုများကိုပေါ်ပေါ်တင်တင်ကျူးလွန်လှုပ်ဆောင်လျက်ရှိတယ်လို့အသိပေးထားပါရယ်2024ခုနှစ်ဒီဇင်ဘာလကစပြီးတော့ဒီကနေ့အထိကိုစစ်ကောင်စီရဲ့စစ်ကြောင်းများဟာမိုးပြင်းမြို့တွင်းကိုဝင်ရောက်နိုင်ရေးအတွက် ထိုးစစ်ဆေးမှုများကိုပြုလုပ်နေပြီးနေတိုင်းလိုလိုထိတွေ့တိုက်ပွဲများရှိနေတဲ့အတွက်အရသာပြည်သူများအနေနဲ့မိုးပြင်းမြို့အနီးဝန်းကျင်တစ်လျှောက်မှာသတိပြုပြီးတော့သွာလာနေထိုင်ကြပါရန် KNDF ဗဟိုသတင်းနဲ့ပြည်ကြားရေးဌာနကထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်။သတင်းတွေကိုတင်ဆက်ပေးနေရင်လည်းကြားဖြတ်ပြီးတော့အခုညီတောင်းကျင်တာလေးတစ်ခုကတော့ update ဖြစ်နေတဲ့စီရင်နိုင်ငံရေးသတင်းများကိုအမြဲတမ်းနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel အသစ်ကလေးကို follow လုပ်ပေးထားကြဖို့အတွက်မြစ်တာရက်ခံတောင်းဆိုလိုက်ပါရစေခင်ဗျာ။ မြေပြင်ကရဲဘော်တွေနဲ့စစ်ဘေးရှောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက်လူချင်းမဲတို့အနေနဲ့ TikTok မှာ follow လေးတစ်ချက်နှိပ်ပေးယူနေတဲ့တော်လန်ရေးမှာပါဝင်ကူညီပေးကြဖို့အတွက်မြစ်တာရက်ခံတောင်းဆိုလိုက်ပါရစေခင်ဗျာအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်